မင်္ဂလာပါဒီနေ့ဥသင်ဘုရားကွင်ကြီးကတော့ဟာရွှေရူရွှေရူအကျိုးဝိနေမင်္ဂလာကိုလာတာဖြစ်ပါတယ်ဒေါက်တာဗဒနာကုသလရှန်ချောင်းကြီးဆရာတော်ဘုရားရဲ့ရွှေရူအကျိုး49နှစ်ပြည့်နှစ်စဉ်လောက်ခဲ့တာပါပဲဒီနေ့ကတော့နောက်နှစ်ကျတော့အကြီးအကျယ်လောက်ကြမယ်လို့သိရပါတယ်2026ခုနှစ်ဆယ်လာပိုင်း29နှစ်ဆိုရင်တော့တကယ်ပွဲတော်ယူဦးဦးကျွန်တော်ကျင်းပကြမှာ ခုတော့49နှစ်ပြည့်ဘူးဦးစင်းလာရင်နဲ့ဆရာတော်ရဲ့ဓမ္မမိတ်ဆွေတွေတပည့်တကာတွေကစာပေမြန်နိုးစာပေဦးတန်ဖိုးတာမြေတီလာရှင်ဘိက္ခုနီမရှိတော့တဲ့ခေတ်ထဲမှာတီလာရှင်တွေကိုအာကုနေရဆိုလူဖြစ်တော်လဲစာပေဦးလိုက်စားတဲ့မြန်မာနိုင်ငံမှာအန်အောဝေဟာဒါနာကိုမြတ်နိုးဘုရားရဲ့တကူတည်ကြတဲ့ မမေစုတို့အခုလို့တွေ့ဆုံလုံးသူအမတ်တရတင်ပြတာပါဟုတ်ကဲ့ပါအခုတွေ့ရတဲ့ဓမ္မအီးမြောက်ကမိမိတို့ရဲ့နာမည်လေးတွေကိုဥစဉ်ကျေးဇူးပြုတော့မိတ်ဆက်ပေးပါလားအဲအမကနဥစဉ်ကအတန်တိုးလို့မရဘူးဓမ္မအီးတို့ကနူးညံ့တော့အတန်တိုးလို့လေကြပြော့ကြဲကြဲလေးတင်းတင်းသာဆိုတင်းတင်းသာဆိုမဆိုမတင်းလို့ခေါ်တာများတော့ ဟုတ်မတင်းတင်းဆိုဒီဘက်ကဓမ္မကြီးရကြတော့ဒီတော့ဒေါမမဆေးကြီးပါလေအဲ့အဲ့တန်မျိုးဆိုရတယ်ဟိုကျင်းရလေဟိုဘလုံးဆက်နဲ့လောက်ကမဟုတ်တဲ့ဘုရားဆိုတာအတန်လို့ဟုတ်ပြီမတင်းကပဲကစပြောဆိုတော့အခုလို့ဆရာတော်မွေးနေ့ကိုဘလုံးနဲ့မြင်မိပါလေခရဏဒေါက်တာကုသလရဲ့မွေးနေ့ကိုအမှတ်တပဲ့ရောက်လာရင်လည်းဘလုံးနဲ့ဘရက်ကြီးနဲ့တွေ့တော့မှအမှန်ပြောပြပြရှိတယ်တန်ဃာရီမွေးနေ့ဘွဲကြီးလောက်တာအများကြီးပဲလေ အဲလူမြင်မကောင်းတဲ့အခြေအနေမျိုးတွေထိလက်ချို့လုတ်ကြတယ်အခုဆိုတော့ဆရာတော်ကတော့လူတန်းတော်အဓိကတန်းပြီးတော့လုတ်သွားတာမြန်ရအတွက်မတင်အောင်ဘယ်လိုမြင်မိလဲဟမ်အဲမဓမ္မကြီးဓမ္မမမဆေးပါအမမမမမဆေးလို့ခေါ်တာမမလို့ခေါ်တာမမလို့ခေါ်ပါဟုတ်ကဲ့မမအနေနဲ့ရောအခုလို့ဆရာတော်ဥဒ္ဒလရဲ့ဘရဏ ဒေါက်တာကုသလရဲ့ပွဲကလုံမြင့်မိတယ်ဝမ်းသာပါတယ်ဗျာဆရာတော်ရဲ့မွေးနေ့အတွက်ကိုမြတ်စွာဘုရားကိုဥထိပ်ထားပြီးတန်ခါတော်ရှင်မြတ်များနဲ့တပည့်ယဟန်ကိုရင်များနဲ့မိမိရဲ့ပြိဿလေးနဲ့ပဲသတိချာချာသူတန်းပြုစုသွားတဲ့အတွက်ကိုတပည့်တော်တို့ဝမ်းမြောက်ဝမ်းသာပဲပက္ကသနာမပါဒါနစစ်စစ်နဲ့ပူဇော်သွားတဲ့အတွက်တပည့်တော်တို့ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါတယ်ဗျာတမ္ပိုကြည့်ပါတယ်ပြင်ပါဗျာဟုတ်ပြီအရေးကြီးတာက မမလည်းပို့ပြီးတော့ပြောတတ်ဆိုတတ်တယ်တက်ကောဘလောက်ရပြီလေတပီတော့60နဲ့9နှစ်ပါတယ်အဲအဲကြောင့်မမလည်းဘာပြောညဉ့်ညားတဲ့ဓမ္မမိတ်ဆွေကိုတွေ့ရတော့ဝမ်းသာပါတယ်တကယ်တော့လည်းဦးဇင်းတို့သာနာမှာဘေကုဘေကုနီဥပဒကဥပဒိကလို့ငါတို့ဘုရားသာနာကိုလေးဦးလက်ထဲကိုလွှဲခဲ့တာဟုတ်အဲ့တော့ဒီချိန်မှာယဟန်နေမလုတ်ဖြစ်တာတွေကိုဒီလရှင်နေလောက်ကြလို့ ဒကာဒကမတွေနဲ့ပူးပေါင်းမှုမှလုပ်ရမှာလေဒီချိန်မှာဒကမတွေကတာမန်ဒကမမဟုတ်ပဲအဟုတုဒပြည့်စုံတဲ့တုဒဓမ္မကိုညှက်နိုးတဲ့ဓမ္မအီတို့တွေ့ရတော့ဝမ်းသာတယ်။ဒါကြောင့်လည်းခုနပြောတဲ့အထက်မှာဓမ္မအီကစံမွဲတွေဖြီးနေတယ်လို့ပြရတယ်။အဲ့ဒီနဲ့ပတ်သက်လို့ကဲမတင်ရစပြောပါဦး။ဘုံအင်း ီးတော့အခုသုတဓမ္မဒီပလိုမာဆောင်ဝဲဖြေခဲ့တာအခုသုတဓမ္မဒီပလိုမာဆောင်ဝဲဖြေခဲ့တာအခုထောင်သုံးဆင့်ရောက်ပါပြီ BA3 ဆင့်ရောက်နေပါပြီ BA3 သူကဟိုဘလို့ဖြစ်လို့ BAMA လို့မပြောဘဲနဲ့ BO123 ပွဲလိုက်တာပဲပထမကဒီပလိုမာ30ပြည့်ရဒီပလိုမာလည်းသူက30ပြည့်ဟုတ်ကဲ့30ပြီးသွားပြီဒီနှစ်ကိုတဆင့်6လတခါဩဟုတ်ပြီအကက်မီရအကောစီကိုပြောပြလို့ရတော့မှတ်မိသလားပေါ့ ါဘတ်စကုတ်ကအဲလေဘယ်ဝမ်းတော့ရောဆရာတော်ဘုရားရဲ့တရားဟောတရားငါပုတ်ပြီဟောအဲအဲ့တော့ခြားရပေးတယ်တရားတရားဗျာဘီဝမ်းကနေဘီဝမ်းအကြဘီလိန်လာပြင်ညာဟောဘီတူကပါရယန္တသေခနာတော့ဘီတူဘီအခုဖြစ်မဲ့ဘီတရိယာကြဘောဒီပတိယဗျာဘောဒီပတိယ39ပါဟုတ်ပါဗျာအဲကောစာစာပြေရင်ဘယ်လောက်၃နိုင်၃နိုင်ပြရတယ်ဘယ်နှပုတ်ပြရလဲ ဆယ်ဘုတ်လုံးကိုဆရာတော်ကခုနလိုပေါ့ခုနဟိုမိလင်နာပညာမိလင်နာပညာတွေကဟာလေအကုန်လုံးကိုဖြေးသွားတယ်ပေါ့အဲ့တော့အခုဘယ်အချိန်မှနောက်ဆုံးပြီးဆုံးမလဲဒီလအဲ17လပိုင်း29ရက်နေ့မှာဆမ်မွေးကိုပြောတာမဟုတ်ဘဲနဲ့လေဒီလမှာအဲဒီပလိုမာ1 2 3နောက်ကြတော့ BA 1 2 3အဲ့တော့နောက် MA ဘာညာတော့လောင်းမှာလောင်းမှာဗျာဩ ိုးကူလို့ဟုတ်ကဲ့အဲ့လိုအကျင့်ပြီးတိုင်းဘွဲတစ်ခုပြေးတဲ့သဘောရှိတယ်ပေါ့3လ3သိန်းဒီမှာ3သိန်းပြီးရင်တစ်ခုရတယ်ဥစားဒီပလိုမာပြီးတော့တစ်ခုရပြီဘူးပြေးဒါပြီးရင်တစ်ခုရမယ်ပြီးရင် MA ရတယ်1 2 3ပဲလားမှန်ပါဗျာဆိုတော့ခုလည်းအတက်ရွယ်အဖြစ်လဲငငယ်ရတော့ဘူးဘယ်ရွယ်စတင်လိုက်စားပြီးတော့အဲဒါကိုစိတ်ဝင်စားနဲ့လုပ်ဖြစ်တယ်ဘာကြောင့်လဲမိကုန်းနှစ်ခုနော်ပြီးတော့ဟိုအပြီးဒီမှာစားပြီးတင်ခဲ့တယ် င်ခဲ့တဲ့အချိန်မှာကိုဗစ်တွေဖြစ်တော့အကြောင်းတွေပိတ်လိုက်တယ်။ပိတ်လိုက်တဲ့အချိန်မှာတင်တန်းတွေဘာမှမတက်လိုက်အောင်။အင်းအင်းအင်းမတင်ကြတော့ပဲ။အကြောင်းမဆက်တင်နေစနေမှာ။အခုဒီဒီပလိုမာဖွင့်တော့မှဆရာတော်ဘုရားရဲ့တရားတွေကိုတရားမယ်ဆိုတဲ့ခါတော့ online ကနေ online တင်နေဆိုဆရာမကြီးကတင်ပေးတာ။ဆရာမကြီးဆိုတာဆရာမကြီးတော့ခင်ဗျာ။ဟုတ်။အပြီးဓမ္မဓမ္မပြုတာဆရာမ။ဩော် တော့ခင်လာတင်လာဟုတ်တယ်ဟုတ်တယ်ခင်လာတင်လာတင်လာဟုတ်ပြီအွန်လိုင်းကနေတင်လာတယ်ဟုတ်ဟုတ်ပြီအဲ့ဆရာမအရင်ထောက်ပံ့နေတယ်ထောက်ပံ့နေခင်ခဲ့ရတာဒါလေးချက်မှတ်ခုဆိုရင်ဒီစာပေနဲ့နောက်ဝိပဿနာအားထုတ်တာရောရှိနေပြီလားရှိပါတယ်ဗျာဘယ်နည်းကိုအားထုတ်ကြလဲတပည့်တော်သင်းကိုဒီလဲအားထုတ်တယ်ဗျာလေဒီနည်းလဲအားထုတ်တယ် မုတ်ကတော့မလောက်ရသေးဘူးမုတ်ကကတော့အရင်တော့ကတော့လောက်ထားရရှိတယ်လောလောဆယ်မှာတော့အဲ့ဒီဒိန်းကူတရားတော့ဘုလုံးပြနေတယ်။ဟာဒီကဆရာတော်လေးမှာမုတ်ကုတ်တင်တဲ့နေပြနေလေ။အဲ့တော့ဥစ္စံလေမုတ်ကုတ်ခွဲခွဲ940လေ။အဲ့တော့တို့ဆရာတကာပဲပြောမလား။ဒါပြောပြောဒီမုတ်ကုတ်တရားလေးလေဟောပါလေ။လာသိချင်ပါလေ။အဲ့လိုလာပါမယ်ဆရာ။နောက်ကြပါမယ်ဆရာ။ဟင်းဒိန်းကူကရောဘယ်နှစ်ချိန်နောက်ဘယ်လိုလေးအားထုတ်ထားလဲ။ ဆရာတော်ဆရာတော်ပညာဗလားဟင်ဘုညာတက်တာပညာဗလားဆရာတော်ဘူအိုက်ပြာဟောဘေတော့ဒီဆရာတော်ကျေတော့ဆရာမလာနေတရားပြတော့ခိုင်းတာဗျာတဲငူရှိကိုမော်မော်ဒီနောကွန်တဲငူဆရာရဲ့တပည့်ပေါ့တင်ပါဗျာကဲကောင်းပြီအတော့နာတာမမယူမရအပြင်မမအနေနဲ့ဟောအခု ိမိဒီတက်ရွယ်ပြီးဘာသာရေးပေါ်မှာစပင်းနဲ့လိုက်စားနေတော့ဒီနေ့တာတာနာမှာတန်ငါရီရဲ့စပင်းရဲ့ဟိုငါမအမီယိုးလေးပြောသမှာသူကတော့မမလို့စကားတွေဟာနောင်နောင်လူတွေဒကာဒကမတွေလူငယ်တွေအတွက်အကျိုးများပြောပြပါမယ်ဒီတော့ကတော့ဆီယမာကြီးဒေါက်ကင်လာဒီချီမှာ2006ခုနှစ်ကစပြီးတော့တပည့်တော် င်ကျေးမှုတင်နန်းတက်ခဲ့ပါတယ်ခရာဂုံလူလက်ထုတ်ခဲ့ပါတယ်ဒါပေမဲ့တပည့်တော်အဘိဓမ္မာပရမသင်ဒုတိယနဲ့တတိယဇင်ကိုနှစ်ခေါက်တင်နန်းတက်ခဲ့ပြီမဲ့တပည့်တော်မဖြည့်ပြခဲ့ပါဘူးခရာအရာစပြီးတော့တပည့်တော်ကတရားထိုင်တဲ့ဥစ္စာကအသက်၄၀အရွယ်တည်းရတပည့်တော်က 我们哈到了嘛？昨天开始啊，下乌江水，怎么样嘛？啊，下乌江水，这辣椒味乌江水，嗯，椒味或者辣，这辣椒味嘛多，比如这麻辣大鱼汤嘛，特别是啊阿土客家的呀，特别是油泼面呀，哎嘛多，比如这阿土面呢，特别是哎的呀的，下乌江水的呀就阿土面呢，下伊员工有。 တောက်လျှောက်မှာပြသမျှဒီတိုက်ကြီးဓမ္မယုံမှာလဲဆရာကြီးပြခဲ့တာတပြီးတော့ကုံဆောင်ရွက်ခဲ့ပါတယ်ဘုရားမိနီကုတ်ဗုဒ္ဓဂါယာမှာလည်းတပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ဘုရားသူမြတ်သိန်းနံဘုရားမှာလည်းဆောင်ရွက်ခဲ့ပါတယ်ဘုရားဆရာကြီးတရားပြတဲ့ပေါ်ပြီးရထပါလာမှာလည်းတပြီးတော့သွားပြီးတော့ကုညီလောက်ကန်ဆောင်ရွက်ပေးခဲ့ပါတယ်ဘုရားအများကြီးပါပဲဘုရားအခုဆရာကြီးကတော့ပြီးခဲ့တဲ့လာကဆုံးပြန်ဆုံးသွားပါပြီဘုရား ဆရာကြီးရဲ့ဇပနာကိုပြတိပြီးတော့လို့ဆရာတကယ်ဒီအုံလုံးပဲတတိချာချာပူရောခဲ့ပါတယ်ခင်ဗျာဘယ်တော့ပြတိတော့တရားကိုဆရာဦးသန်းရွှေပြတဲ့အဲ့ lady ဆရာတော်ဘုရားကြီးရဲ့ lady ဝိပဿနာတရားကိုအားထုတ်ခဲ့တယ်လို့ပဲပြတိတော့အဖိုးဖိုးကြီးအကြောင်းကအမှန်နဲ့လမ်းမပေါ်ကစိုင်းရပြတော်ရ ကြာဦးကြောင်းပါဗျာအဲ့ဒီမှာလည်းဘိုးကုတ်တရားတွေတပည့်တော်ထွေချန်ဆရာတော်နဲ့လည်းမကြာခဏတရားနာကြရခဲ့ပါထွေချန်ဆရာတော်ပါဗျာထွေချန်နာခဲ့ပါတယ်ဗျာတင်းဤကူကြီးကတော့အဲ့ဆရာဦးပညာဗလာနဲ့တပည့်တော်တို့မော်ပြီးအထိသွားပြီးတော့တပည့်တော်တို့ဒီတရားနာခဲ့တာမှာကျွန်းတော်လန်အောင်ချမ်းသာဓမ္မယုံမာရောဒီရှင်သောဘုဓမ္မယုံမာရောတပည့်တော်တို့တင်းဤကူကြီးကိုနာကြခဲ့ရပါတယ်ဗျာတပည့်တော်အနေနဲ့ကတော့ မဟာတံခုံတော်ကြီးကိုပူဆောင်ပြီးတော့ပူဇော်တဲ့ဥစ္စာကတတိတော်အတွေ့ပို့ပြီးတော့ပေါ့ပါရမီပါတယ်လို့ဖြစ်ရပါမယ်ဗျာတတိတော်လေဒီဆရာတော်ဘုရားကြီးရဲ့မဟာတံခုံတော်ကြီးကိုတတိတော်ကိုယ်စနဲ့ရှိခုနှစ်ပြားတပြီးတော့ပူဇော်ခဲ့တာမှာအင်းစိန်ကျောင်းဒီဘာကိုရာကြီးပြားအင်းစိန်ကျောင်းဆရာတော်ရဲ့ ဩဝါဒစကိယနဲ့တပည့်တော်တို့နဝမမြဒေဒီဆရာတော်ဘုရားကြီးရဲ့တပည့်ပို့ချတယ်တပည့်တော်တို့နဝမမကအနေပြောတပည့်တော်တို့မဟာတရကုံတော်ကြီးကိုစတင်ပူဇော်ခဲ့တာယနေ့အထိတပည့်တော်တို့မဟာတရကုံတော်ကြီးကိုပူဇော်ခင်နေခဲ့ပါတယ်ဗျာယခုလည်းဆက်လက်ပြီးတော့လေမဟာတရကုံတော်ကြီးကိုနဝမမြောက်လေဒီဆရာတော်ဘုရားကြီးချမှတ်ပေးထားတဲ့အမွန်ဒီဖြေအားဝါတာ ဒေါသပူဇာတွေအားစားတပည့်တော်တို့အစအဆုံးပူဇော်ပြီးတော့တစ်ခါပူဇော်ရင်၃နာရီခွဲတပည့်တော်တို့အခုတည်းကပူဇော်တဲ့ဥစ္စာကိုဆောင်ရနေပါတယ်ခင်ဗျာညအောင်ဒီမှာပူဇော်ပြီးတဲ့ညဒီမှာလည်းမင်းကြီးကဆရာတော်ဒေါက်တာဗတ္တန္တကုတ္တလာရဲ့ချွေရုအကျိုးမွေးနေ့မှာတပည့်တော်တို့ဓမ္မမိတ်ဆွေ9ရက်သာသမီမဟာတန်ကုန်တော်ကြီးတာသနာပြုခွင့်ရနေပြီးတော့တပည့်တော်တို့ မဟာတဂုံတော်ကြီးနဲ့ကျေးဇူးဆက်ပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြတော့ရင်းနဲ့ပါဝင်ကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ။တမွေးကြည့်ပါလေ။အဲခုနကလူရွတ်ဖက်ပြီးတော့ပူဇော်တာအတော့မြင့်မြတ်တယ်ဆိုလို့ပဲကိုကိုရယ်နဲ့ဝိပဿနာရဲ့အထုံနေတော့လေ။ဆိုတော့ဝိပဿနာရဲ့အညွန်အခုနိဗ္ဗာန်ဆိုတာကိုဉာဏ်နဲ့ခုတဲ့ဘဝကိုတော့ရသိခြင်းပါလေ။ဒီမှာပြန်တော့တော်တော်ဖြစ်တော့လေဒီမှာပြန်ဘူးလေလောကလာခဲ့တော့အမျက်ဆုံးလို့မြင်မိလို့ ဒါပေမဲ့စာပေမရဘဲနဲ့လေဒီနေ့တာနာအဖြစ်တင်ဘာတွေဖြစ်လာလဲဆိုတော့အဓိမာနဆိုရဲလွဲမားတဲ့တရားပေါ်မှာယုံကြည်မှုတွေကြောင့်တာနာပြက်လာတယ်။ဥပ္ပယအဲ့လိုမျိုးတွေအများကြီးလုပ်တာ။ interview ရဲဆိုတာသူရဲ့တရားအသည့်တွေကိုမြင်မြန်ရင်တရားအသည့်အမှားတွေဟာပုဂ္ဂိုလ်ကိုတကယ်အင်ကြီးသွားတဲ့လူတွေပုံများများပြီးတော့ဘာကြောင့်လဲဆိုရင်ဒီချာမီးတော့တန်တရားဖြစ်ပြီးတော့ ဝီစီကိစ္စနဲ့နေနေရတဲ့ဘဝကိုကြည့်ရအများတယ်အဲ့တော့မမအနေနဲ့ကုလိုဒါနာမထင်ရှားကိုယ့်ရဲ့ကျူးနိုင်တဲ့ကုလိုတွေကြည့်လာရမုန်းလဲကြည့်ပါလေတော့မမရောစာပေနဲ့ပတ်သက်လို့ဘာတွေလိုက်စားထားလဲလူဘဝအတွဲပါရသေးလားအိမပြတပီတော်စာပေနဲ့ပတ်တပီတော်က မြမစိုက်ပျိုးရေးလုပ်ငန်းရုံးချုပ်ကနေပြီးတော့တပည့်တော်ကဝန်ထမ်းမှာပြင်ဆင်စားရတရပါပြီ။မြမစိုက်ပျိုးရေးလုပ်ငန်းဘယ်ဘယ်ဌာနမှာလဲ။မြမတပည့်တော်စီမံရေးဝန်ကြီးရလုပ်ခဲ့ပြီးတော့နောက် WRUD လို့ခေါ်တဲ့ရေရင်းမြစ်အသုံးချရေးရနေပြီးတော့တပည့်တော်ကမြမပြင်ဆင်ယူခဲ့ပါတယ်ခင်ဗျာ။ပြင်ဆင်ယူခဲ့မယူခင်တည်းကတပည့်တော်ကတရားဓမ္မကိုလိုက်စားနေတာမှာဆရာမကြီးဒေါက်ခင်လာတင်ရှိမှာတပည့်တော်အပြီးတမှာ30စလုံးတပြီးတော့တစ်ခေါက်စလုံးတက်ပြီးတော့မှတပြီးတော့ အဲ့ဒီတပီးတော့ကဆက်ပြီးတော့မတက်တော့ပဲနဲ့တရားမထိုင်ဘူးတဲ့ဒီပြေကိုတပီးတော့တရားလိုက်လိုက်ထိုင်ပေးတာတပီးတော့ဘဝမှာ90ကျော်80လောက်ရှိပါတယ်ခင်ဗျာဘယ်လိုဘယ်လိုသူတို့တရားထိုင်ကြည့်တာလဲသူတို့ကဟိုတရားစကားကိုမဝင်ဘူးတရားထိုင်နေကြတယ်ဘယ်သွားမှန်းပြောတပီးတော့ကဟိုတဲ့နီးစပ်တာဟိုဟာဒေဒီဖြစ်ဖြစ်ဘိုးဘုတ်ဖြစ်ဖြစ်တပီးတော့ကလိုက်ဖို့ပြောထိုင်ပေးတဲ့ကုသိုလ်ရှိပါတယ်ခင်ဗျာပြီးတော့လေတပီးတော့မဟာတဏ္ဍာရုံတော်ကြီးကို တပီတော့ဟိုအဖွဲ့တွေနဲ့ငါးဘွဲ့လောက်ရှိတယ်ဗျာတပီတော့ပူဆောင်ပြီးတော့ပူဇော်ပြီးတော့မဟာတဏ္ဍာရုံတော်ကြီးကိုကတော့ပြီးတော့ပူဇော်တာတွေလည်းရှိပါတယ်ဗျာမဟာတဏ္ဍာရုံတော်ကြီးကိုပူဇော်ခြင်းအဖြစ်ဘာလေအကျိုးလူခံစားလဲဘလို့အပြောင်းလဲဘလို့ change ကြီးစီစီမဟာတဏ္ဍာရုံတော်ကြီးကိုပူဇော်ရတဲ့အကျိုးအားကပရိစ္ဆာသမုပ္ပါမှာပါတယ်လို့ပါပဲဗျာဟိုဥသာအကုန်လုံးခန္ဓာမှာရှိတဲ့ အယတနာတတ်အကုန်လုံးအနာအနာဓာတ်သစ္စာတွေကိုသိနေတယ်ပေါ့အကုန်လုံးသိရတယ်ဗျာနောက်တော့တပည့်တော်တို့တရားထိုင်တဲ့အခါမှာဉာဏ်စဉ်အလိုက်ဟောပြောတဲ့ဟောပြောတာပို့ချတာကိုနာခံပြီးတဲ့အခါမှာလေဉာဏ်16ပါးလားဉာဏ်10ပါးလားပြင်ပါဗျာဉာဏ်16ပါးပြင်ပါဗျာအဲ့ဒီဥစ္စာကိုတပည့်တော်တို့ဒီမဟာတရုံတော်ကြီးမှာလဲပါရှိလာတဲ့အတွက်ကိုတပည့်တော်တို့တိုက်ပြီးတော့လဲတပည့်တော်တို့တရားဓမ္မကိုခံစားပြီးတော့ပူဇော်ရပါတယ်ခင်ဗျာအဲ့ဒီအကျိုးကတပည့်တော်ကဟိုလွန်ခဲ့တဲ့ ဒီမဟာတဏ္ဍုံတော်ကြီးကိုပူဇော်တာက68ခုနှစ်ကစခဲ့ပါတယ်။တရားထိုင်တာကတော့94ခုနှစ်ကစခဲ့ပါတယ်ဆရာဦးတန်းရွှေရှိမှာ။အဲ့ဒီအကျိုးရအကြောင်းတပိတော်2005ခုနှစ်မှာပန်ခရိယကင်ဆာဖြစ်ခဲ့ပါတယ်ခင်ဗျာ။ပန်ခရိယကင်ဆာဖြစ်ခဲ့တာမှာအမောက်ကဒေါက်တာကိုဦးနေဝင်ရနေပြီးတော့တပိတော်ကိုသတ်သတ်စစ်စစ်ပြီးတော့ဟိုဆရာကြီးဦးရဲ့ညီတော်တပိတော်ဖွဲ့စိတ်ခဲ့ပါတယ်ခင်ဗျာ။ကိုကိုစီစီရောက်ပါပါခင်ဗျာ။ ကျွန်တော်တို့လည်းရောက်လာပြီလားဒီမှာဒီမှာတရားတရားအဲအဲဒီဘောမှာစတင်ပါလို့ဒီမှာ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 တက်တူဝါဒီမှာဒီမှာပြဒီမှာပြဒီမှာဒီမှာဒီမှာအနာလေးပြလိုက်မယ်ဒီမှာဟုတ်ပြီအဲ့လိုပြောပါဦးတပီတော့တပီတော့ တရားထိုင်ခဲ့တာက64ခုတက်တာပါဗျာဟုတ်ခုနကနည်းနည်းလေးသက်သက်ပင်ကရကင်စာဖြစ်မှအဲပြားကိုလိုက်တာဟုတ်တော်ကြီးမဟာတဏ္ဍဂုံတော်ကြီးပူတော်တာက68ခုနှစ်ကပါခင်ဗျာတပိတော့ပန်ကရီးယားကင်ဆာဖြစ်တာ2005ခုနှစ်ကပါခင်ဗျာအဲ့ဒီမှာခွဲစိတ်တာတော့9နာရီခွဲကြပါတယ်ခင်ဗျာတပိတော့ခွဲစိတ်ခံကိုဝင်တဲ့အခါမှာလေဆရာကြီးဥတန်းရှူညနေဘက်ကတော့ပြီးတရားထိုင်ပြီးတော့မှမနေ့ကမဟာမဟောစီမှာ ခွဲစိတ်ဖို့ဝင်သွားတဲ့အတွက်ကိုတပြီးတော့တရားနယ်ပဲနေပြီးတော့ခွဲစိတ်ချာကိုအေးအေးဆေးဆေးခံယူပြီးတော့ပဲတပြီးတော့အသက်ရှင်ခဲ့ပါလေခင်ဗျာအဲတပြီးတော့ကင်စာဆေးကို73ကြိမ်တွင်းခဲ့ပါလေခင်ဗျာတလားကို2ကြိမ်နဲ့တပြီးတော့6လအလုံးပေါင်း73ကြိမ်တွင်းခဲ့ရပါလေခင်ဗျာအခုဆိုရင်တပြီးတော့ကိုအေးတရားထိုင်တဲ့အကျိုးအားရောနောက်ပြီးတော့မဟာသံဃာတော်ကြီးပူဇော်တဲ့အကျိုးအားကြောင့်ရောတပြီးတော့ဒီ ဟိုကင်စာသမားလို့ဘယ်သူမှမတင်ခဲ့ပါဘူးခင်ဗျာကင်စာကလီယာဖြစ်သွားပြီလားကင်စာကင်စာဖြစ်တာအနည်း20ပြည့်ခဲ့ပြီပါပြီခင်ဗျာ6လပိုင်း17ရက်6လ2005ခုနှစ်မှာတပည့်တော်ခွဲစိတ်ကုသခံခဲ့တာမှာအခု17ရက်6လ2025မှာတပည့်တော်အနည်း20ပြည့်ခဲ့ပါပြီခင်ဗျာအဲ့တော့ဘယ်ဘယ်အောင်မြင်လို့ပြောလို့ရလဲ။ပြန်ပါဗျာ။ဘုရားတာသနာရဲ့အကျိုးကြောင့်တပည့်တော် အသက်ရှင်ကျန်းမာပြီးတော့တပည့်တော်အခုလိုမဟာတန်ကုံတော်ကြီးပူဇော်ရင်လည်း၃နာရီခွဲအောက်ကမထာတန်းပူဇော်ပြီးတော့တပည့်တော်ဥဆောင်ပြီးတော့ပူဇော်ခဲ့တာဟာဖရာတရားကုံဆရာသံဃာကုံဦးကြီးကြောင့်ပါခင်ဗျာကျေးဇူးတင်ပါတယ်အဲကမတင်းအောင်ပြောပြအောင်ငယ်သူများတွေဟိုပြောသလိုပဲဟိုမမပြောသလိုပဲမတင်းရဲ့ခုနကလို့သာနာပြုရဲ့စွမ်းအားနဲ့ဟမ်ပြောတယ်ဟမ်ပြောကျင်တော့လား ဘာတရကုန်တော်ကြီးနဲ့ပတ်သက်ပြီးတော့လေတပည့်တော်တို့မြို့နယ်အနှံ့ရောက်ပါလေဖေဟာတပည့်တော်တို့သာသနာပြုတဲ့ဥစ္စာမှာပြီးပဲပြီးရွှေစံတော်ကိုလည်းရောက်ပါလေဖေဟာအဲဟိုတပည့်တော်တို့တနုကြီးကတော်ဝအကြောင်းလေးရောက်ပါလေဖေဟာပခန်းအကြောင်းလေးရောက်ပါလေဖေဟာအဲတပည့်တော်တို့သက်ဆိုင်ရာအဆက်အသွယ်တွေနဲ့မဟာတနကုံတော်ကြီးကိုယုံကြည်တဲ့အဲဆရာတော်များ ဟိုအတူလားရှင်ဆရာကြီးများရဲ့အာပင်မှုကြောင့်တပည့်တော်တို့အဲ့ဒီကျောင်းတွေမှာဒီဘက်တဲ့အဖွဲ့ကဘယ်နည်းတော့ရှိတာလဲတပည့်တော်တို့တပည့်တော်တို့အဖွဲ့ရတော့15ယောက်ကျန်တဲ့အဖွဲ့ရတဲ့15ယောက်တပည့်တော်အဖွဲ့၄ဘွက်လောက်ရှိပါတယ်ခင်ဗျာအဲ့တော့မဟုတ်လဲအဲ့လိုသွားပြီဆိုရင်ဒီလိုပြင်ရလဲအဲရွတ်တဲ့အဖွဲ့ကိုရွတ်တဲ့အဖွဲ့ကိုဘယ်နည်းမှာပူဇော်ခြင်းနဲ့တစ်ခုခုပေါ့ဟိုဆရာဆရာတော်ရဲ့မွေးနေ့တို့မဟုတ်လဲ အဲဟိုတီလာရှင်ဆရာကြီးတွေရဲ့မွေးလေးဓမ္မမဟုတ်လူပုဂ္ဂိုလ်ရနေပြီးတော့သူတို့အတိတ်ခံတဲ့ပူဇော်ခြင်းနဲ့ဥစ္စာမှာမပြီးတော်ဘူးအကုန်လုံးပူဇော်ပေးပါတယ်ဗျာအဲကြာလို့ခေါ်ရလဲဘလောက်တော့ကုန်ကြစိတ်တွေရှိကြလဲရှိကြလားဒါနဲ့လူတွေနေနဲ့ဆက်သွယ်ရင်လေတင်မဗျာဟိုတပည့်တော်တို့ဟိုအဲသူတို့ကတော့လူများတို့များများပြင်းတဲ့အခါကျရင်ကားတစည်းစင်နေပေးတယ်ဗျာလူရာမလူရာတော့တပည့်တော်တို့ဘာမှမပြောပါဘူးတပည့်တော်တို့အကုန်လုံးကအဲဒီဖျားတရားတန်ကား အကုန်လုံးပြက်ကူပြီးပြီးတော့ဒီတရားဓမ္မတွေပြန်ပွားနေလို့တပီတော်တို့ကဟိုဆရာမကြီးမြတ်လေဒီဆရာမကြီးဒေါ်အေးလက်ထက်ဖေရတပီတော်တို့ကမြတ်လေဒီဆရာမကြီးဟုတ်ကဲ့ဒေါ်ဆရာမကြီးဒေါ်အေးလက်ထက်ဖေရတပီတော်တို့ကဟိုအခွေချင်းမတက်နိုင်တဲ့လူတွေရှိတယ်ဆရာမကြီးကသွားပြီးတော့ပူဇော်ခဲ့ပါတယ်ဗျတပည့်တော်တို့လည်းအဲ့တိုင်းပဲဝေကျက်တတ်နိုင်တဲ့လူတွေလည်းပူဇော်ခဲ့တယ်ဘာလို့မှအတပြာကိုမကြည့်ပဲနဲ့ဘုရားရဲ့တရားရဲ့ ညနေတော်ကိုပဲကြည့်ပြီးတော့တပြိတော်တို့ပြန်ပွားအောင်ပြူတော်ခဲ့ပါတယ်ခင်ဗျာမမောဖုံးဆက်မယ်ဆိုရင်အကယ်၍ဒါကိုဆက်သွင်းမယ်ဆိုရင်ခုနကဘလော့ကိုဆက်လို့ရတယ်အဲတုံညာကို4453 4483နဲ့တုံညာကို8812 5318နဲ့ကိုဆက်သွယ်ရပါတယ်နောက်တစ်ခေါက်တော့ပြောပါလားတပီတော်ဖုန်းနံပါတ်နှစ်ခုကတော့39 4453 4483နောက်တစ်ခုကတော့39 4453 4484 ကွန်ရှစ်နစ်တဲ့ငါးသုံးရှစ်တဲ့ရှစ်ပါဗျာတမိုးကြီးတဲ့လုပ်တွေကိုဆက်လုပ်တဲ့အခါမှာအဆက်တွေဆိုတာလူပါတယ်ဒါကြောင့်ဦးသိန်းလေးကိုတာနာအတွက်လုံလုံတဲ့နေရာမှာအခုလိုမြင်းမြန်းလာတယ်ဟိုဆရာတော်ဦးသူလာကိုဒါကွန်ပျူတာအနေနဲ့သူ့ရဲ့ဝင်းနေလေးကိုလည်းမှတ်တမ်းတင်လဲရတယ်လို့ဦးသိန်းနေနဲ့ဒီလိုမေးပြီးတော့အံအောပေါ်ရပေါ့လေဒီရတရဏဂုံတော်ကြီးကိုဦးသိန်းတို့ကြားဘူးနဲ့လည်းကြားပြီလူအားရတဲ့ရောလုံနေတာကိုတွေ့ရလို့လည်း ဝမ်းသာပါလေနောက်ပြီးကြတော့အယွတ်နဲ့အပတ်ဆိုတဲ့စကားကြီးကြတော့အချို့ကအယွတ်ကြဆိုရလဲခက်တယ်စားလဲတော့ဝါးတယ်အဖတ်တော်ကိုကောင်းတယ်လို့ပြောတဲ့စကားလိုပဲကိုယ်လည်းဝိပဿနာသမားမုဂုတ်ဖွယ်ဖွယ်940ပါအဲဦးစင်းလဲကျုံရင်တော့တရားကြောင်းလေးတွေကိုပြောချင်ပါတယ်လာပြောကြီးအန်ကြီးတန်းရွှေတို့နောက်ကြတော့ဟိုအရင်တော့လည်းဦးစင်းကတက်60မှာ35တိုင်းဘာသာရေးတွေလည်းစားခဲ့တယ်ဟော အဲ့ဒါဦးစင်အင်တာဗျူးလာတွေတော့တော်တော်များများအင်တာဗျူးရဆိုဝိပဿနာအတွေ့အကြုံကိုသင်လူကျင်လာပါဦးစင်သက်35မှာတွေ့ခဲ့တဲ့တရားဓမ္မဟာဒီလောကရဲ့အမြင်ရှိနေအသည့်တွေကိုဦးစင်အမြင်နဲ့ပြန်လဲဆွေးမျိုးလို့ညှိနှိုင်းတဲ့သဘောပါအဲ့ဒါမှဦးစင်ဦးစင်အင်တာဗျူးဝါဖြစ်လာပြီးတော့ခုနလိုပေါ်သာနာမှာမဟုတ်မှလောက်တာတွေနောက်ကြလို့ပေါ်ဓမ္မပေါ်မှာမဟုတ်မှလောက်တာတွေနောက်ပုဂ္ဂိုလ်ကိုလိမ့်စားတာတွေဒါမျိုးတွေနောက်ကြနတ်ဘိုးတော်မဲတော်အခုကအဲ့ဒါတွေကိုကျွန်တော်မှရှင်းတယ် ုနဲ့မမအိမ်မှာရှိသေးလား nothing နေပါလားရှိပါဘူးဗျာတပည့်တော်ဘုရားပဲတည်တတ်ရှိပါတယ်ဗျာဆိုတော့ဟိုဦးဇင်းရဲ့အခုလို့တွေ့ဆုံပြောလိုက်ရတဲ့အပေါ်မှာဘယ်လိုမြင်မိလဲဝမ်းသာဝမ်းမြောက်ပုံပြပါတယ်ဗျာဆရာတော်ဘုရားကိုဟိုဟာပေါ့ Facebook မှာပဲပြီးဘူးဒါမှအခုတကယ်ချာချာပြီးဘူးမြင်ဘူးလေ Facebook မှာမြင်ဘူးပါတယ်ဗျာအမှန်နဲ့ပြီးသွားခုနကရှာတော့ဘူးဟောသူ့မပြီး ြူကြီးကဘာမှမသိဘူးဒီရောဘာတရကုံတော်ဤပူတော်မမပဲဘာတရကုံတော်ဤပူတော်တဲ့အချိန်မှာလည်းတပည့်တော်တို့ဟိုမိနစ်30လောက်10မိနစ်လောက်တပည့်တော်တို့အကြေတန်းတရားထိုင်ပါလေခင်ဗျာတရားထိုင်ပါလေခင်ဗျာဟိုအချိန်အားလျော်သွားပဲဟိုလေဒီမူနဲ့ဖြစ်ဖြစ်ဘုံဘုံနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ကိန်းရူနဲ့ဖြစ်ဖြစ်တရားတစ်ခုပါတပည့်တော်တို့တရားထိုင်ပြီးတော့မှဟိုတန်တဲ့ပြန်ပို့အခုမင်းနေရာရှိလေ ပြီးတော့မိသားစု9ယောက်ရှိပါတယ်ဗျာတပြီးတော့အမကြီးကအင်ဂျင်နီယာကူကြီးပဲမဲ့သူကဆရာမကြီးတော့ခေလာနေရှိပါရောက်ချောက်ပြက်လာတာအခုတတိအသက်တပြီးတော့10နှစ်တိတိกว่าတော့29နှစ်မှာသူတို့အကုန်လုံးစားပေးတယ်အကုန်လုံးပြီးပါတယ်ဗျာနောက်အမတယောက်ကလည်းကျက်တမ်းပြဆီယာမအေးစားပါပဲဗျာ။သူကလည်းဂျန်ကင်းมาနေပါဗျာ။ဒေါ်သိသိဆူရလည်းအမကြီးကဒေါ်ဒီမြင့်အင်ဂျင်နီယာမူရလည်းတရားဓမ္မတို့အကုန်လုံး အကုန်ပြေဆိုအောင်ငင်ထားပါလေဗျာနောက်အမတယောက်တော့သိသိဆိုရလဲအတတတရန်ကင်းရသူကလည်းတရားဓမ္မတွေအကုန်လုံးအောင်မြင်ခဲ့ပါလေဗျာ။နောက်ညီမတယောက်တို့ဒီမှာလေသူကလည်းတရားဓမ္မတွေအောင်မြင်ခဲ့ပါလေဗျာ။နောက်ညီမအငယ်တို့ကိုကြီးကြီးတရားတရားဓမ္မတွေလည်းအကုန်လုံးအခုကတိကို online နဲ့ on သင်တန်းသွားတက်တာကိုအကုန်ဖြေဆိုအောင်မြင်ခဲ့ကြပါလေဗျာ။တပည့်တော်ကတော့တရားထိုင်နေတယ်၊သီလရှင်ဝတ္တာနဲ့နောက်တော့မဟာတက္ကသိုလ်ရုပ်ဓမ္မပူဇာတွေ ဆုံးတော်တဲ့ဥစ္စာကိုဟိုကဖြစ်တော့မမကြီးကဒီမှာအဲ့ဒီဘက်ကိုအားတန်တယ်အဲ့ဒါအောင်နေတယ်ဆိုပြီးတော့ပြီးတော့အားပြီးတော့တပီတော့ဒီဘက်ကိုရောက်ပါတယ်ကြီးကတပီတော့ကဘာပြူဟာမြစ်တာဘာပြူဟာမြစ်တာပြူဟာအရင်အောက်ကတပီတော့တို့မြက်ကုတို့မြစ်တာပြူဟာအဖွဲမှာဥက္ကဋ္ဌကဦးမြက်ကုကဟိုကြောက်ကူတဲ့ကြောက်ကမထာနာစရိယပါဗျာနောက်တော့တို့သမားတော်ကြီးတိုင်းရင်းစစ်သမားတော်ကြီးပါဗျာသူကဥက္ကဋ္ဌတပီတော့ကသူ့ဥက္ကဋ္ဌပါဗျာ င်းတွင်လေးမနဲ့တိုင်းမှာမြစ်တာဝအကျယ်ကိုပဲပြတော်လို့ပူတော်စီတာစက်တက်နေရှိပါပြီခင်ဗျာစက်တက်နေရှိပါပြီခင်ဗျာနောက်အခါအားလျော်စွာနဲ့ဒီတော့မုတ်တဲ့ဝင်းကိုမုတ်တဲ့ဝင်းကိုအဖွဲမှာတတိတော်တို့၉နှစ်၉ချိန်ပူတော်ခဲ့ပါတယ်ခင်ဗျာနောက်တော့မခန်းချမ်းကြီးကိုလည်းတတိတော်တို့ခွဲရနေပြီးတော့၉နှစ်၉ချိန်မခန်းချမ်းဝင်အစမစင်ပူတော်ပါတယ်ခင်ဗျာကိုဗစ်ဖြစ်နေတဲ့အချိန်မှာတော့တတိတော်တို့အွန်လိုင်းနဲ့မပြတ်ပူတော်ခဲ့ပါတယ်ခင်ဗျာ ောင်တတိတော်တို့မေတ္တာဘွားတနည်းနည်းပြလိုက်တိုင်းရှိပါတယ်ခင်ဗျာဒီမဟာတရကုံတော်ကြီးကတော့တတိတော်တို့ဟိုဒီကိုရကြီးနဝမမကခွဲတက်တဲ့နောင်တော်ကြီးအခွဲရက်ရက်လေဒီအခွဲတတိတော်တို့ဓမ္မမိတ်ဆွေခုနှစ်ရက်သာသမီများအခွဲနဲ့တတိတော်တို့ဆက်လက်ပြီးပူဇော်လျက်ပါခင်ဗျာအမောကြီးရဲ့အဲဒါနေလဲဆုံလာလို့မွေးနေရလဲပူနီလာတော့လောက်နေကျင်းသားပြသည်ဆိုတော့ဘုံမွေးကိုနဘာကြီးလဲမှတ်တာပေါ့နောက်တို့ရရင်လဲပြောပါ အဲဦးပြင်းဘက်ကတန်းနေများအားလုံးကူညီပါမယ်နော်မှန်ပါဗျာအားလုံးချမ်းမြေ၄ပြန်တွေကအင်းနဲ့ချမ်းသာကြီးပါစေဒါနာတော့အကျိုးဆောင်ရနိုင်ပါ